ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ Miss Universe တိုင်ပွဲအတွင်းဒရမာအကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။အင်ရှင်ကော်မတီဥက္ကဋ္ဌနာဝတ်အစရာဂရီစစ်ကတိုင်ပွဲဝင်တွေကိုဆိုရှယ်မီဒီယာမှာပရိုမိုးလုပ်ဖို့ပြက်ကွက်မှုနဲ့ပတ်သက်ပြီးလူကုန်အလဲမှာပြင်းပြင်းထန်ထန်စူပူချိန်ပေါင်းခဲ့ပါတယ်။အထူးသဖြင့် Miss Universe Mexico Fatima Boost ကိုထောက်ပြပြောဆိုကလုံခြုံရေးခေါ်ယူတဲ့အထိအခြေအနေတင်းမာခဲ့ပါဗျ ရင်းနောက်ဘူးစ်နဲ့အတူအခြားပြိုင်ပွဲဝင်အတော်များများကဆန္ဒပြတဲ့အနေနဲ့စင်ပေါ်ကနေလမ်းလျှောက်ထွက်ခွာသွားခဲ့ပြီးဘူးစ်ကတရဟူတလုံးကဂုံတိတ်ခါကိုယူသွားရင်ကျမသွားရမယ်လို့ပြောကြားခဲ့ပါတယ် Miss Universe Organization ကတော့အကဲဖြတ်မှုဟာလေးမျိုးသောကက်တဂိုရီပေါ်မှာပဲမူတည်ပြီးညှက်တောက်မှုရှိမယ်လို့အာမခံထားပေမဲ့ဒီကိစ္စနဲ့ပတ်သက်လို့တော့တရားဝင်ထုတ်ပြန်ချက်ကစုံတရာမရှိသေးပါဘူး။ နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်